ရင်ဆုံးအာမကိုကိုကိုလေးတစ်ချမ်းမိတ်ဆက်ပေးပါအောင်နော်ဘယ်ဌာနမှာလုပ်တယ်ပြီးရင်ဘာတာဝန်ယူထားတယ်ဆိုတာလေးအရင်ဆုံးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျမတော့ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့နရိစရာသတင်းဌာနမှာဟို president အနေနဲ့ရောတခြားဒီသတင်းထောက်အနေနဲ့ရောလှုပ်ဆောင်နေပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါဒီအခုပေါ့နော်ဒီ presenter အနေနဲ့ရောဒီသတင်းထောက်အနေနဲ့ရောကဒါကဒီအာနာမသိန်းခင်တဲ့ကလှုပ်လှုပ်တာလားဒီအခုအာနာသိန်းပြီးကာလာကြာမှပဲဒီလှုပ်ကိုစခဲ့ရလားပေါ့နော်အဲ့ဒါလေးလည်းသိချင်ပါတယ်မဟုတ်ကဲ့ကျွန်မကတော့ဒီသတင်းထောက်အလုပ်ကိုအာနာသိန်းပြီးမှဝင်လုပ်ဖြစ်တာပေါ့နော် အာနာသိန်းပြီးမှဆိုတော့ဒီပုံမှန်ကရန်ကုန်မှာပဲကျွန်မကြောင်းတက်ပြီးတော့ရန်ကုန်မှာကြောင်းပြီးပြီးတော့ပဲပုံမှန်ဟိုအလုပ်လုပ်တယ်ပေါ့နော်ပုံမှန်ဝန်ထမ်းအနေနဲ့ပဲအလုပ်လုပ်ခဲ့ဝန်ထမ်းဆိုတာဒီ ဆိုတော့ဝင်နေတော့မဟုတ်ဘူးပေါ့ပြင်မတခြားအလုပ်ကင်နေနဲ့လုတ်ကင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့မှာကိုဗစ်တွေဖြစ်ပြီးတော့ဒီအနာရီလည်းတင်းလိုက်တော့ဟိုဘယ်လိုပြောမလဲစစ်တွေကိုပြန်ရောက်လာတယ်ပေါ့နော်စစ်တွေကိုပြန်ရောက်လာတဲ့အချိန်ကြတော့မှအကျွန်မဒီအလုပ်ကို join ဖြစ်တာပေါ့နော်ဝင်လို့တုန်းကတော့ president အနေနဲ့ဆိုလှလှပပကြွကြွအရာလေးပဲထင်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီတကယ်တကယ်တည်ရေးလာရတဲ့အချိန်ကျတော့မှမကြွရမယ်သိလာတာပေါ့နော်ဟုတ် ဟုတ်ကဲ့ပါဒီအဲ့တော့အာနာသိမ့်ပြီးမှဒီလောက်ကိုစပြီးတော့မှ join ဖြစ်တာဆိုရင်ပေါ့နော်ဒီလောက်ကိုဘယ်လိုမျိုးရွေးချယ်ဖြစ်ခဲ့ရလဲပေါ့ရွေးချယ်လေးလည်းတစ်ချက်သိချင်ပါတယ်ရှင်ဟုတ်အာကျမကျမအတွက်ကတော့တည်င်းထောက်ဆိုတာအရင်စိမ့်နေပေါ့နော်စိမ့်နေဆိုတာဒီအလုပ်တွေထဲမှာမှငငယ်တုန်းကပဲဖြစ်ဖြစ်ဒီအဖွေးရပြီးတဲ့နောက်ပိုင်းပဲဖြစ်ဖြစ်အလုပ်တစ်ခုခုလုပ်မယ်လို့စဉ်းစားလိုက်တိုင်းအဲ့လို တည်င်းထောက်ဆိုတဲ့ရွေးရှင်ပုံကမရှိဘူးပေါ့နော်။ဘာလို့ဆိုကိုကိုနဲ့အရန်အလံဝေးတဲ့နေပေတစ်ခုလည်းဖြစ်တယ်။တည်င်းထောက်ဆိုတာသူတို့ဘယ်လိုတွေလောက်ကြလဲ၊ဘာတွေလဲဆိုတာမျိုးတိတ်မရင်းနှီးခဲ့ဘူး။ဒါပေမဲ့ဟိုကျမတခုသိတာကတော့ဒီတည်င်းထောက်ဆိုလို့ရှိရင်သူတို့ပြင်ကတော့သူတို့အာအသိပညာဗဟုသုတတွေအများကြီးကိုယ့်အတွက်ရနိုင်မယ်ပေါ့နော်။ဒါမျိုးတွေထိတွေ့ခွင့်ရမယ်ဆိုတော့အသိစိတ်ရှိတယ်ဆိုတော့ ဟိုအလုတ်ခေါ်တော့ကျွန်မလျှောက်ခဲ့တယ်တကယ်တမ်းပြောရရင်ဆက်လျှောက်တော့ကတော့ဒီဒီအလုတ်ကအရင်အဲ့လိုမျိုး အရင်ဝတနာပါလို့အရင်အဲ့လိုဟိုစိတ်ဝင်စားလို့ဆိုတာမျိုးထက်လေဒါကဟိုဘဝအတွက်ကောင်းတဲ့အရာတစ်ခုပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှိရင်ကိုယ်အတွက်ဘုသူဒ္ဓရဲ့အများကြီးရနိုင်တဲ့အရာတစ်ခုဆိုပြီးတော့ပဲဟိုစပြီး join ဖြစ်ခဲ့တယ်အဲ့ဒီနောက်မှာမှအော်ဒီဟာကဘဟုသူဒ္ဓရရုံပေါ့နော် ိုကိုကိုတိုင်းဗဟုသုတရရုံဟိုအလုပ်လုပ်ရတာဟိုဘယ်လိုပြောမလဲ presenter တယောက်အနေနဲ့လည်းဖြစ်တော့ဟိုအဲ့လိုမျိုး TV ဖြန်ဖန်သားပေါ်ပေါ်လာရုံမဲမဟုတ်ပေါ့နော်ဟိုအများကြီးတာဝန်နေရှိတယ်ကိုလည်းအများကြီးလုပ်ပေးနိုင်တဲ့အရာတွေရှိတယ်ဒီဒေသခံလူထုတွေအပေါ်မှာဒီပြည်သူလူထုတွေအပေါ်မှာအများကြီးအကျိုးပြုနိုင်တဲ့အလုပ်ဆိုတာမျို ကျမတည်လာတယ်။ပြီးတော့မှဟိုပို့ပြီးတော့ဆက်လုပ်ဖြစ်တာပေါ့နော်။အမှန်တမ်းပြောရရင်တော့စပြီးလှုပ်တုံးကတော့ယာယီလှုပ်ခဲ့တယ်။ယာယီပဲခဏခဏတစ်ဖြုတ်ဝင်လှုပ်ကြည့်မယ်ပေါ့။ဘယ်လိုမျိုးလဲဆိုတာမျိုးဝင်လှုပ်ကြည့်မယ်ဆိုတာမျိုးစဉ်းစားရတယ်။ဒါပေမဲ့ဝင်လှုပ်တဲ့အချိန်မျိုးမှာကျမအရင်တော့ကဟိုအရင်တော့ကအမြင်မတော်လို့ပြောချင်ခဲ့တဲ့စကားတွေပေါ့နော်။ဟိုအမြင်မတော်လို့ဆိုတာဒီပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်ဟိုဘယ်လို အမိုက်တရိုက်တွေကိုဘယ်လိုထိမ့်သိမ့်ရမယ်နော်တဘောဝဘက်ဝင်ချင်းကိုဘယ်လိုထိမ့်သိမ့်သင့်လဲနောက်တစ်ခုကဒီအမျိုးသမီးတွေရဲ့ပေါ့ဆက်ဆက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဒါတွေကမသိမ့်တော့ဘူးဒါမျိုးတွေကြတော့ကျမတို့ဟိုဒေတာခန့်တရားအနေနဲ့ဘာမှအသိပြီးထူ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 းပြောင်းလဲပြီးပြောပြောနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒါမဲ့တရင်သမားဖြစ်လာတဲ့အချိန်မှာကြတော့ကျမတို့ဒါတွေပေါ့အများကြီးထုတ်ပေါ်ရေးသားနိုင်တယ်ကျမအရင်တော့ကပြောချင်တဲ့ကိစ္စတွေကိုကျမပြည်သူလူထုကိုဟိုအတိအတိဟိုဘယ်လိုပြောမလဲတရင်စကားပေးနိုင်တယ်အာ ဘလို့လုတ်သိနေဘလို့နေသိနေဆိုတာမျိုးကျွန်မပေးနိုင်နေပေါ့နော်ဆိုတော့ဒီအလုတ်ကိုလုတ်ရင်းနဲ့မှပို့ပြီးတော့သဘောကျလာသဘောကျလာတဲ့အချိန်မျိုးမှာဆိုကျွန်မအာပတင်းရေးသားမှုပိုင်းကိုပို့ပြီးတော့ပို့ပြီးတော့ဟိုစိတ်ဝင်စားလာတယ်ပေါ့နော်ဆိုတော့အခုအချိန်ထိဒါကြောင့်မို့လဲဆက်လုတ်ဖြစ်နေတာပါ ဟုတ်ကဲ့မအဲ့တော့ဆိုရင်အခုဒီလက်ရှိကာလပေါ့နော်ဒီကာလမှာဒီသတင်းမီဒီယာသမားတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ပုံစံမျိုးစုံချင်းချောက်ခံနေရတဲ့အချိန်မှာဒီလိုမျက်နှာပြရတဲ့ဒီသတင်းတင်ဆက်သူအလုပ်ကိုလုပ်ရတာရောဘလို့စိန်ခေါ်မှုတွေရှိလဲမရှိပါတယ်အများကြီးရှိတယ်ကျွန်မဒီအလုပ်ကိုဝင်လို့တုံးကဆိုရင်အသိမိတ်ဆွေတွေကကျွန်မပုံမှန်ဆိုရင်စစ်တွေကိုပြန်ရောက်တာမကြသေးဘူးဆိုတော့အသိမိတ်ဆွေတွေကဟိုစိတ်နေတာပေါ့နော်စိတ်နေတော့ကျွန်မလိုက်ပြီး နှုတ်ဆက်တဲ့အခါမျိုးတွေမှာတောင်မှသူတို့တွေကအော်ပရက်ဇင်တာလားသတင်းဌာနမှာလုတ်တာလားသတင်းထောက်လားပေါ့နော်အဲ့လိုမျိုးဆိုရင်သူတို့တွေကဒီဟိုအများကြီးဟိုဘယ်လိုပြောမလဲရှောင်းနေပေါ့နော်ရှောင်းနေဆိုအာအဲ့ဆိုရင်တော့စတယ်လို့နောက်တယ်လို့ねပေါ့နော်အဲ့ဆိုရင်တော့ငါတို့ဟိုဝေးဝေးနေရမယ်ထင်တယ်အဲ့လိုမျိုးတွေပြောခံရတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဘောဒါမဲ့ကိုကတော့လေအဲ့လိုချင်းချောက်ခံရတိုင်းသားဒီဒီအလိုမျိုးကိုမလုပ်ဘူးရှောင်းနေမယ်ဆိုလို့ရှိရင်လည်း သတင်းမီဒီယာဆိုတာဘယ်လိုလုပ်ရှိနေမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့ကျွန်မခံယူတယ်ဘာလဲဆိုဖီးအားတွေကတော့အများကြီးပဲပေါ့ပြောချင်တာကဟိုသတင်းရေးနေရင်တောင်မှနှမ်းမင်းဖြတ်ပြီးသတင်းရေးနေရင်တောင်မှစစ်ကောင်စီကတည်တယ်ပေါ့နော်အပင်နာမင်းနဲ့ရေးနေရလဲပေဌာနမှာရေးနေရလဲသူပမာနေရလဲဆိုတာမျိုးသူတို့ကအမြဲထောက်လန်းနေတဲ့လူတွေဆိုတော့ presenter ဆိုတော့ပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်ပို့ပြီးလွယ်ကူတယ်သူတို့တွေအနေနဲ့ရှာရတာ ိတ်မခတ်ဘူးအဲ့တော့ကိုတင်မကကိုမိသားစုကအခက်အခဲရောက်ရတာမျိုးရှိရဲဟိုသူတို့အတွက်ပါလုံခြုံရေးအမခံချက်မရှိဘဲနဲ့ဟိုချိန်ချောက်ခံရနိုင်တဲ့အနေအထားတွေလည်းအများကြီးရှိပါတယ်အရင်တော့ကဆိုလဲဟိုအဲ့လိုမျိုးကြီးကြုံဘူးတယ်ပေါ့နော်ကျမတို့အာ2022ခုနှစ်လောက်မှာကျမတို့ထိုင်းနိုင်ငံကိုထွက်လာခဲ့ပြီပေါ့နော်ထိုင်းနိုင်ငံကိုထွက်လာခဲ့ပြီဆိုတာအာရုံးကို2022ခုနှစ်မှာဝင်စီးခံရပြီးတဲ့နောက်ကျမတို့ အထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိတ်ချောင်းလာခဲ့ကြတယ်။ဒါပေမဲ့မိသားစုတွေကဒီမှာပြည်ရင်းမှာပဲကြံခဲ့ကြတယ်အချိန်မျိုးမှာဆိုရင်ဒီမှာချင်းချောက်ခံခဲ့ရတာမျိုးတွေရှိရပေါ့နော်။ဆိုတော့နေနေသွားနေသွားပြင်မဲ့နေမိသားစုတွေရှိတဲ့နေရာကိုငါတို့သိတာပဲဆိုတာမျိုးပေါ့နော်။ဆိုတော့ဒါမျိုးဆိုလို့ရှိရင်အာအရင်စိုးရင်လည်းပေါ့နော်။ဘာလို့ဆိုကိုအလုပ်ကြောင့်ကိုမိသားစုဝင်တွေပါများဖြစ်မလဲဆိုတော့စိုးရင်တော့ကားပေါ့နော်။ပြီးတော့ငါငါဒီအလုပ်ကိုလုပ်ခဲ့မိတာမှားပြီလားဆိုတော့ဟို စိတ်တွေပေါ့နော်ပြောရရင်တော့ဒီအလုပ်ကိုဒီလုပ်ကကိုကိုကိုလုပ်ရတာကျင်းတတ်တယ်ကိုကိုအတွက်ဒီပြောရရင်အမှန်တရားတွေရှာပြနိုင်တယ်လူအခွင့်အရေးရှုဖို့မှုတွေကိုကိုပြောပြနိုင်တယ်ဟိုအမျိုးသမီးတွေအတွက်လည်းကိုအသံထွက်ပေးနိုင်တယ်နောက်ကလေးတငယ်အခွင့်အရေးတွေနဲ့ပတ်သက်ပြီးလည်းကိုပြောပြနိုင်တယ်ဒီအလုပ်ကိုလုပ်ရတာကိုငါမှန်တာပဲငါမှန်တာပြောနေရပဲဆိုတဲ့စိတ်နဲ့ဒီအလုပ်ကိုကတော့ကိုဟာကိုတော့ဟိုမှန်နေတယ်မိသဘောကြပါပဲတစ်ဖက်မှာကျတော့မိသားစုအခက်အခဲဖြစ်လာတယ်ပေါ့နော်နောက်တစ်ခုက ဟိုဘဝရက်တီအာမခံချက်ခြေလောက်ဒီဒီအလုတ်ကအဲ့လောက်ဒီဟိုသူများပြောသလိုမျိုးသူများတွေရောတချို့တွေရောပြောကြတာပေါ့နော်ဒေါ်လာစားတွေပါညာပေါ့ဒါမှမဟုတ်အဲ့လောက်ထိလည်းအဆင်ပြေနေတဲ့အနေအထားတစ်ခုမှရှိနေတာမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကိုကိုတောင်ကာဘာမလုံနိုင်တဲ့အနေအထားမှာမိသားစုကိုကျမတို့ဟိုကာဘာလုတ်ပြီးတော့လုံနိုင်လောက်တဲ့အနေအထားမျိုးမှရှိမနေဘူးအဲ့လိုအနေအထားမျိုးမှမိသားစုကိုလည်းအဲ့လိုချင်းချောက်လာတာမျိုးတွေကျမတို့ကြုံရတဲ့အခါကျတော့ဟိုအရန် စိုးရိမ်သွားကြရဖြစ်တယ်ပေါ့နော်ပြောရရင်တော့မိသားစုကိုဆွဲမထည့်ခြင်းကိုယ့်ရဲ့အလို့ဖီးရတဲ့အထဲမှာလေအဲ့လိုမျိုးစိုးရိမ်မုန်းနေတော့အများကြီးရှိပါတယ်ဟုတ်ကဲ့ပါပြီးတော့နောက်ထပ်တစ်ခုသိချင်တာပေါ့နော်အခုဒီရုပ်တံတင်ဆက်နေရပေါ့ဒီတင်ဆက်နေလို့ကိုယ့်ရဲ့ရုပ်တံဒီတင်ရဲ့အောက်မှာဒီလိုဝေဖန်တိုက်ခိုက်တဲ့ comment တွေ ပေါ့နော်ဒီလိုဒီလိုမျိုးတစ်ခုခုကိုယ့်ကိုပြောတဲ့ comment တွေပေါ့ဒါမျိုးတွေတွေ့လို့ရှင်ရောစိတ်ကိုဘယ်လိုပြင်ဆင်ထားလဲဘယ်လိုဘယ်လိုတွေကိုကခံယူခံယူထားဖြစ်လဲပေါ့အဲ့ဒါလေးသိချင်ပါတယ်ဟုတ် အဲကွန်မန့်တွေကတော့ရှိကြပါတယ်။လာဆဲတဲ့ဟာတွေအထူးသဖြင့်ဒီစစ်တပ်ထောက်ခံတဲ့လူအများစုရှိကြရပေါ့နော်။ဆိုတော့အဲလိန်နေညနေတာကမှအဲ့လိုဆဲပြီးတော့ပြောတာပေါ့နော်။နင်ဘယ်လိုတွေပြောနေတယ်နင်မဟုတ်မဟုတ်တာတွေဘယ်လိုပြောနေတယ်ပါညာဆိုတဲ့ဟာမျိုးပေါ့။ဒါပေမဲ့သူတို့ပြောတာဆိုရင်တော့ကျမကဂိူးမဆိုင်ဘူး။ကျမသူတို့ပြောတာမျိုးလောက်ဆိုရင် ကိုလည်းဟုတ်မနေဘူးပေါ့နော်ကိုလည်းဟုတ်မနေကိုလည်းကိုမန်တဲ့ကိစ္စကိုကိုလောက်တာပဲဆိုတော့သူတို့လာပြီးဆဲတာမျိုးကတော့ကျွန်မစိတ်ထဲတိတ်တော့မထအောင်ဒါပေမဲ့တခါတလေကြာရင်ဘာဖြစ်လဲဆိုရင်သူတို့အကောင့်ကိုအတီ personal ကိုတုံးနေတဲ့ Facebook account လို့ပါတော့သူတို့ရှာပြီးတော့လာပြီးတိုက်ခိုက်တာမျိုးတွေရှိတယ်။အဲ့ဒါမျိုးတွေလည်းကျွန်မကြုံခဲ့ရတယ်ပေါ့နော်။တိတ်မကြခင်ကမှဒီ account အတူတွေနဲ့တခုပြီးတခုအာတခု block လိုက်နောက်တခုရောက်လာလိုက်နေအဲ့လိုမျိုးတောက်လျှောက်လာပြီးတော့ comment တွေမှာဟို လူမြင်မကောင်းအောင်ဒီရိုင်းရိုင်းဆိုင်ဆိုင်ရေးရေးတာမျိုးတွေပြီးတော့ဒီအဲရှက်ဘက်ကနေလာပြီးတော့ဆဲတာမျိုးတွေလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘလောက်ပဲကူးမဆိုင်ဘူးပြောပြောတက်ခါလည်းမဟုတ်ဟိုဆက်တိုက်ကြီးအဲ့လိုတောက်လျှောက်ကြီးလာပြီးတော့ဟိုနေတတူကလေနော်အဲ့လိုမျိုးကြီးလာပြောတာကြတော့ကို့အကောင့်တွေကလူတွေအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေကြတော့ချက်စရာကောင်းနေလေနော်အဲ့လိုမျိုးလာပြောတာကြောင့်ဟိုလက်ကို့ဟာကိုနေရတာဘယ်လိုပြောမလဲ ငါ့ကိုဘာများဆဲထားပြန်ပြီလဲမသိဘူးအကောင့်တူတွေနဲ့ဘာများလာပြောထားလဲဆိုတဲ့စိတ်နဲ့တစ်ချိန်လုံးအကောင့်ကိုတွားပြီးတော့ဟိုရှက်လုပ်နေရတာပေါ့နော်အဲ့လိုမျိုးတွေလည်းကြုံမှုပါတယ်ဒါကတော့အထူးသဖြင့်ပြောရရင်တော့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုပေါ့နော်ဟိုစိတ်စိတ်ပင်ပန်းရတယ်အဲ့လိုမျိုးတွေတော့ကြုံရပါတယ်နေ့တူကကို့မှာရှိနေတဲ့အခက်အခဲတွေအပြင်ကမှတည်င်းထောက်တယ်ဆိုတာကနေ့စဉ် ဟိုတကယ်အခုကာလမှာပိုဆိုးတယ်ပေါ့နော်လေးချောင်းတိုက်ခိုက်ခံရမှုမတရားတက်ဖြတ်ခံရမှုလက်နက်ကြီးကြပြန်ပြီးမိလောင်ပြန်ပြီးဒီလိုမျိုးဟိုဆိုးရတဲ့တရင်တွေတော်တော်များများကိုနေ့စဉ်နဲ့အမျှထိတွေ့ခံစားနေရတဲ့အချိန်မျိုးမှာကိုယ်တိုင်ကသူတို့ဘာမှမပေးရင်တောင်မှသူတို့သူတို့စီကဘာမှဆိုးရတဲ့လုပ်ရမျိုးတွေမလာရင်တောင်မှကိုကစိတ်ပင်ပန်းနေရပြီကွာစိတ်ထိခိုက်မှုတွေခံစားနေရပြီအဲ့ဒါကောမှသူတို့ရဲ့လုပ်ရတွေကဟိုဆက်တိုက်ဆက်တိုက်ဆိုရင်တော့လေအရန် စိတ်ဖြစ်စည်းပြီးတော့အဲ့လိုမျိုးတွေဖြစ်တာမျိုးတွေရောရှိပါတယ်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ပေါ့နော်အခုဒီထပ်ပြီးသိကျင်တာကဒီအခိုင်ဘက်မှာအခုလက်ရှိလည်းဟိုမတိမငိမ်ဖြစ်နေရပေါ့နော်တိုက်ပွဲတွေဖြစ်နေရရည်လက်ရှိတော့ပြည်ရင်းထဲကမိသားစုတွေရဲ့လုံခြုံရေးပေါ့နော်ဒါတွေရောအဆင်ပြေရလာပြီးတော့စိတ်ပူပန်မှုလေးတွေလည်းရှိမှာပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်ပြောပြပေးပါအောင်ဟုတ်ဟုတ်ကဲ့ဟိုစိတ်ပူတာပေါ့နော်စိတ်ပူလို့ဆိုတာ ဒီတိုက်ပွဲတွေစဖြစ်မယ်ဆိုကြတဲ့ကရခိုင်မှာကတတိယသမားတွေကိုသူသူတို့ကစပြီးဖြစ်တယ်။2023ခုနှစ်လောက်မှာရခိုင်မှာတိုက်ပွဲတွေမစတင်ခင်သူတို့ကစပြီးတော့တတိယသမားတွေကိုသူတို့လိုက်ပြီးတော့ဟိုစီးရင်တွေလုတာမျိုးတွေပေါ့နော်။ဘယ်သူပဲနေရာမှာနေတယ်ဆိုတာမျိုးနောက်ရင်းစရာတတိယဌာနမှာတတိယသမားဘယ်နှစ်ယောက်ရှိတယ်ဆိုတာမျိုးသူတို့အဲ့လိုမျိုးတွေစည်ရင်လိုက်ောက်တာမျိုးတွေရှိတော့ကျမတို့မှလည်းအတွင်းအတွင်းတင်းနေရှိတယ်ပေါ့နော်အဆက်အသွယ်ရှိတဲ့အခါကျတော့ကျမတို့ပြန်သိရတယ်ပြန်သိရတဲ့အခါက ကျွန်မကတော့ပြေးပါရောက်နေပြီမှန်တယ်ဒါပေမဲ့အာပြေပြေရင်းမှာမိသားစုရှိရယ်ပေါ့နော်အထူးသဖြင့်ကကျွန်မဟိုတတိမဲ့ရေးတော့မဟုတ်ဘူးအယုတ်ရုံနဲ့အာနိုင်ငံရေးအရာအင်တာဗျူးတွေလုပ်တယ်အာနိုင်ငံရေးခေါင်းဆောင်အနေနဲ့နိုင်ငံရေးဒီလက်နက်ကန်အဖွဲ့အစည်းရဲ့ခေါင်းဆောင်အနေနဲ့ကျွန်မအင်တာဗျူးတွေလုပ်ရတဲ့အချိန်တွေမျိုးမှာဆိုရင်ပို့ပြီးတော့အန်ဒီရေများတယ်ပေါ့နော်ဆိုတော့အဲ့ဒီခါမှာမိသားစုတွေကိုများအကြောင်းတစ်ခုခုပြပြီးတော့သူတို့ဒုက္ခပေးမလားဆိုတော့ ိတ်တွေရှိတယ်အဲ့ဒီအချိန်မျိုးမှာဆိုကျွန်မကြိုတင်ပြီးတော့ဟိုသတိပေးတယ်ပေါ့နော်အမေတို့ကိုအမေဟိုအိမ်နီးအင်းအနီးပတ်ဝန်းကျင်ကိုအမြဲတမ်းစောင့်ကြည့်ထားတစိမ့်နေလာပြီးစောင့်ကြည့်တာမျိုးရှိလာပါတယ်လို့လဲဒါမျိုးတွေအများနဲ့မှားထားတယ်။နောက်ကြတော့နိုင်ငံရေးအရာလည်းအခြေအနေမကောင်းတော့ဘူးဆိုတော့ကျွန်မဟိုရှောင်ခိုင်းလိုက်တယ်ပေါ့နော်။ရှောင်ခိုင်းပြီးတော့အာတပတ်တောင်မကြောက်ဘူးပေါ့နော်။ငါးရက်လောက်နေရတဲ့အင်ကိုလာပြီးစစ်တပ်ကဝင်ရှာတယ်ပေါ့နော်။ဆိုတော့ကျွန်မတို့စစ်တွေမှာနေတဲ့အင်ကငှားနေတာဖြစ်တယ်။ငှားနေတာကိုမှဒီ အစိုးရဝန်ထမ်းရဲ့အိမ်ဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ကလည်းအရင်စိတ်ပူတယ်ပေါ့နော်စိတ်ပူတယ်ဆိုတာသူတို့အိမ်ချိတ်ပိတ်ခန့်အမလားပေါ့အဲ့ခါကျတော့ကျမတို့ဟိုပြန်ပြီးပြောလာတယ်ပေါ့နော်မငားကျင်တော့ဘူးပေါ့မငားကျင်တော့ဘူးဆိုတဲ့အခါမှာအရင်စိတ်ဆင်းရဲရတယ်စိတ်ဆင်းရဲရတယ်ဆိုတာကျမမိသားစုကဟိုလမ်းပတ်ဆက်တွေရေးအကုန်လုံးဖြတ်တောက်ထားတဲ့ဂျာကမှမျိုးရဲကနေခက်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 ဟိုထွက်ပြေးတင်းချောင်းသွားရတာပေါ့နော်ထွက်ပြေးတင်းချောင်းသွားရတာဆိုတော့ပြန်ဝင်ဖို့ကလည်းမဖြစ်နိုင် မျိုးတဲကိုပြန်ဝင်ဖို့ကလည်းမဖြစ်နိုင်ဘူးအဲ့အချိန်မှာကျမတို့မိမိဘတွေဟာအဝတ်တထည်ကိုတစ်ခုနဲ့ပဲနေကိုရောက်သွားကြတာအဲ့အချိန်ဒီမှာရှိခဲ့တဲ့ကျမတို့ရဲ့စီးပွားရေးပေါ့နော်ဆိုင်ရောင်းတာဆိုတော့အဲ့ဆိုင်ဝင်ပစ္စည်းတွေကျမတို့အဲမိသားစုပြိပေါ်ကအကောင်အကောင်လုံးပါပဲအကောင်လုံးကိုပြစ်ပြီးတော့မှထသွားခဲ့ရတာဆိုတော့ဒါတွေအကောင်လုံးကိုကျမတို့စွန့်ပစ်ခဲ့ရတာပဲအခုချိန်မှာဆိုရင်ကျမတို့ဟိုကျမကျမမိဘတွေတစ်သက်လုံးဟိုလှုပ်လာခဲ့တဲ့စီးပွားရေးဟိုဒီဆိုင်ပေါ့နော် အဲ့ဒါရောရှိသေးရဲ့လားပေါ့ပြောချင်တာစစ်တွေမှာအခုခိုးဆိုးလူရဲမုံတွေတအားပေါ်ပြီးတော့ဟိုအိမ်တွေကအိမ်တွေပါရောင်စခံဖြိုချခံနေရတဲ့အနေအထားတစ်ခုမှာဒါကျမတို့ပစ္စည်းတွေမိသားစုစီးပွားရေးပါညာဆိုတာကတော့ဟိုဘာမှဘာမှစဉ်းစားနေဖို့မလိုတော့ဘူးပေါ့နော်လက်ရှိမှာဆိုရင်ဘလို့မှဘလို့မှကိုမျှော်မှန်းလို့မရတဲ့အနေအထားတစ်ခုဖြစ်သွားပြီပေါ့ တော့ကျွန်တော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လဲအမေအမေဆိုလို့ရှိရင်သူစိတ်မကောင်းဖြစ်တယ်ပေါ့နော်စိတ်မကောင်းဖြစ်တယ်ဆိုသူ့အတွက်ကြတော့လဲဒါသူစီးပွားပြတ်တာပဲပေါ့အဲ့ဒီခါကျတော့ကိုကြတော့လဲအဲငါကြောက်ဒီလိုဖြစ်တယ်ဆိုတော့ ဟိုခံစားချက်မျိုးဖြစ်တယ်ပေါ့နော်။ငါကြောင့်အခုလိုမိသားစုတွေပါဒုက္ခရောက်တယ်ဆိုတော့ဟိုအခြေအနေမျိုးရှိရဲ့အဲ့လိုမျိုးအင်ကနေလောလောလတ်လတ်ဖိပေးမှရမယ်ဆိုတော့အနေအထားတစ်ခုမှလည်းကျမတို့အရန်စိတ်ညစ်ခဲ့ရတယ်ဘာလို့ဆိုမိသားစုလည်းရှိနေတာမဟုတ်အင်ရွှေပြောင်းမဲ့ကိစ္စတွေဒီမှာပဲဆက်နေမလားဒီဟာဒီပစ္စည်းတွေကိုဘယ်လိုလုပ်မလဲဆိုတော့ဟိုစိုးရင်ပူပန်မှုနေပေါ့နော်ပြောချင်တာလူတော်တော်များများအသိမိတ်ဆွေတော်တော်များများကလည်းညို့မှမရှိတော့ဘူးသူတို့တွေကညီကိုစိပေးဆောင်ဖို့ထွက်ပြေးသွားကြပြီဆိုတဲ့အခြေအနေမျိုးမှာ ျမတို့ဘာမှရွေးရှဲစရာမရှိဘူးဒါနောက်ဆုံးတော့လည်းလက်ရှိမှာတော့ဟိုဘလိုတွေဖြစ်ပြီးတော့အာပစ္စည်းတွေရောဘာတွေကျန်သေးလဲပေါ့နော်ပြောချင်တာကတော့မျော်မှန်းလို့ဘလိုမှမရနိုင်တော့တဲ့အနေအထားတစ်ခုပေါ့နော်ဆိုတော့ကျမတို့လက်ရှိမှာတော့မိသားစုတွေကတော့အာလုံခြုံရနေရမှာစိတ်ပိတ်ရှောင်နေကြတဲ့ဆိုပေမဲ့မိသားစုစီးပွားရေးဒါမျိုးတွေကတော့အကုန်လုံးပေါ့နော်အိမ်ထောင် ပရိဘောကကအစားပြောရရင်တော့ဘာမှမကြံတော့ဆိုတဲ့အနေအထားတစ်ခုပေါ့လေမိသားစုကလည်းဒီစစ်ပွဲကြားဖြစ်သွားတာပေါ့နော်နေဒေတာကိုသွားရဲဆိုပေမဲ့လေချောင်းတက်ခတ်မှုနဲ့အငြင်းရရှိတယ်ပြီးတော့ဟိုသူတို့သွားတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီဒေတာမှာမြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့အနေအထားဖြစ်တယ်ဖုန်းလိုင်းအင်တာနက်လိုင်းကလည်းတိကျမရနေဘူးပေါ့နော်ဆိုတော့သူတို့တွေကိုဆက်သွေးလို့မရတဲ့အခါမျိုးတွေမှာဆိုဘာဖြစ်သွားပြီလဲဘလို့ရှိနေမှာလဲငါသာသူတို့နဲ့အတူတူရှိနေတယ်ရှိနေခဲ့ရင်ဆိုတဲ့စိတ်တွေလည်းဖြစ်တယ်အာ သူတို့နဲ့အတူတူသာရှိနေခဲ့လို့ရှိရင်ငါသမီးကြီးတယောက်အနေနဲ့ဆိုရင်ငါအများကြီးလုပ်ပေးနိုင်မှာအဲအဲ့လိုစိတ်ဖိစီးမှုတွေလည်းစိတ်ခံစားချက်တွေလည်းအများကြီးဟိုမကောင်းဖြစ်ရတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုဒါကျမတို့ဘာမှပြောင်းလဲနိုင်တဲ့အရာတော့မဟုတ်ဘူးပေါ့လေနော်ဆိုတော့အာဒါအခေကလာအနေထားရတမိုင်းပေး အနေထားရကြုံနေရတဲ့အနေထားတစ်ခုလိုပဲသတ်မှတ်ပြီးတော့ပဲစိတ်ဖြေပါတယ်လို့ ုတ်ကဲ့ပါအဲ့တော့ဒီဒီဟာလေးဖြေလိုက်တော့ဗောနောနောက်တစ်ခုသိချင်တာဒီအလုပ်ကိုမစခင်ပါတော့ဒါတွေဖြစ်မယ်ဆိုတာကိုကိုတိုင်ရောဟိုကိုကိုတိုင်ရောကိုမိသားစုရောဒါကြိုတွဲမိမှာပဲလေအဲ့တော့ဒီအလုပ်ကိုမရွေးချယ်ခင်ပါရောမိသားစုကတားမြစ်တာမျိုးတွေရှိလားဒါမှမဟုတ်အားပေးရလားအားပေးကြလားဗောနောအဲ့ဒီဟာလေးလည်းသိချင်ပါတယ်ရှင့်အဲဒီလောက်ကိုလောက်တော့သိပါတယ်ပြောရရင်တော့ဒီခုနကပြောဟိုရှေ့မှာပြောခဲ့တယ်လို့ပေါ့နော်သူများတွေလည်းပြောကြအာ ထောင်နာကန္နာနီးရယ်ပေါ့သတင်းထောက်လို့လို့ရှိရင်ထောင်နာကန္နာနီးရယ်အဝေဝေချောင်းမှာပဲနေနေနဲ့ဝေဝေချောင်းမှာပဲဆိုတဲ့အပြောဆိုမျိုးတွေလည်းကျမတို့သိခဲ့တော့အာအခုလိုမျိုးဖီးယားရှိနိုင်တယ်ဆိုတာမျိုးကျမသိတယ်ဒါပေမဲ့ကျမကျတော့အရင်ကြိုကြိုတွေးပြီးကြောက်နေတဲ့လူမျိုးမဟုတ်ဘူးကွနော်လှုပ်ချိမယ်ပေါ့သူများတွေလည်းလှုပ်နေတာပဲပေါ့သတင်းထောက်စုလုံးကတယောက်တည်းမှမဟုတ်တာပေါ့လေသူများတွေဘလို့ရက်တည်နေထိုင်ပြီးအလုပ်လုပ်နေကြလဲပေါ့ငါလည်းအဲ့လိုလုပ်လို့ရတာပဲပေါ့နော်ပြီးတော့ မကောင်းတာလုပ်နေတာမဟုတ်ဘူးဆိုတော့ကျမရဲ့ခံယူချက်နဲ့မာနပေါ့နော်ပြောရင်ဒါဟာဟိုအလုပ်တစ်ခုဆိုတာထက်ကိုယ်တိုင်ပြီကိုယ်လူမျိုးကိုလည်းအများကြီးအကျိုးပြုတဲ့အလုပ်တစ်ခုဖြစ်တယ်ကိုယ်အလုပ်ကလူအများကိုအကျိုးပြုစေတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်မလုပ်သင့်တဲ့အလုပ်တစ်ခုတော့မဟုတ်မလုပ်သင့်တဲ့အလုပ်ကိုကိုယ်လုပ်နေတာမဟုတ်ဘူးပေါ့နော်ဆိုတော့အမေတို့ကြတော့လဲဒါကိုသိတယ်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲ အန်ဒီရှိလာနိုင်လဲဆိုတာသိတယ်ဒါပေမဲ့မင်းကလေးလည်းဖြစ်တယ်ပေါ့နော်မင်းကလေးလည်းဖြစ်တယ်ဒါပေမဲ့ဟိုကျမအမေလည်းအဲ့လိုပဲတိတ်ပြီးအဲ့လိုတွေးပူပြီးတော့အရန်စိုးရင်တက်တဲ့အထင်မှမပါဘူးအရန်စိုးရင်တက်တဲ့အထင်မှမပါဘူးအဲ့တော့ဟိုသူမပြောဘူးပေါ့နော်လုတ်လုတ်ကိုကိုလုံနိုင်တာကိုအကောင်းဆုံးလို့ကိုဘာစိတ်ဝင်စားလဲစိတ်ဝင်စားတာကိုလုံဆိုရဲအမေမျိုးဖြစ်တယ်အဲ့တော့ဟိုသူကတော့ အရန်ကိုတာဝန်ချေပါတယ်အမေကအရန်အဲ့လိုသားသမီးဘာဖြစ်ရှင်တာလဲဘာဖြစ်ရှင်တာလဲဆိုတာကို तू အမြင်ရတဲ့အားပေးတယ်လှုပ်ရှင်တာကို तू ဘယ်တော့မှမတားဘူးပေါ့နော်ဒါပေမဲ့အဲ့လိုအဲ့လိုလှုပ်ပေးလို့လဲကျွန်မအားနာရတဲ့အပိုင်းนี่ဖြစ်တယ်ပေါ့နော်ကိုကြောင့်ထိခိုက်တယ်ကိုကြောင့်ငါမိသားစုဒုက္ခရောက်ရတယ်ဆိုတဲ့အနေအထားမျိုးမှာဆိုရင်အမေကကိုကိုတောင်အားနာပြီးတော့ तू မပြောတကယ်ဆို तू ဥနောက်ွယ်မှာဆိုရင်သူညီးတယ်ပေါ့နော်ညီးတယ်ဆိုတော့စိတ်မကောင်းဖြစ်တယ်ပေါ့နော်စိတ်မကောင်းဖြစ်တယ်ကိုပြန်သိရတယ်အာစီဝါရေမရှိတော့ဘူးဘယ်လိုနေမလဲနောက်ပိုင်းအာဒါမျိုးပေါ့နော်အာဒါကြီးပြီးသွားလို့ရှိရင်ရောဘာမှမကြံတော့ဘူးပေါ့နော်ပြောချင်တာအဝတ်တထည်ကိုတခုပဲကြံတယ်ဆိုတော့ဟိုအနေထားတွေအများကြီးရှိတယ်ငါဒါအဲ့လိုမျိုးကိုအလောက်ကြောင့်ဒါဒီမျိုးပေါ်ကိုအထူးသဖြင့်ပြောင်းခဲ့ တယ်ပေါ့နော်ပြောင်းခဲ့တယ်တကယ်တော့ကျမတို့ကစစ်တွေစားပြီးမဟုတ်ဘူးဒါပေမဲ့ကျမရဲ့အလုပ်အခြေအနေတွေကြောင့်မိသားစုအတူတူနေခြင်းနဲ့အတွက်စစ်တွေကိုပြောင်းလိုက်တယ်ပြောင်းလိုက်ပြီးရဲ့နောက်မှာအဲ့လိုဖြစ်တော့ငါစစ်တွေကိုမပြောင်းမိရင်ကောင်းသားဆိုရဲသူ့ရဲ့ဟိုခဏခဏနောင်တရတဲ့အတန်တွေကြားလို့ရှိရင်ကိုကလိပ်ပြာမလုံကိုမိသားစုနဲ့ပတ်သက်ပြီးတော့ကိုကလိပ်ပြာမလုံအမေကအဲ့လိုမျိုးအာကျမအဲ့လိုအပြစ်တင်စိတ်တွေအဲ့လိုမျိုးဟွန်းကိုကြောင့်ဆိုရဲအပြစ်တင်စိတ်တွေရှိနေမှာ ဟိုစိတ်မကောင်းဖြစ်နေမှာဆိုလို့ဆို तू မပြောအဲ့ခါကျတော့ကိုကိုကပို့ပြီးအပြစ်ရှိရလို့ခံစားရတယ်ကိုကပို့ပြီးတော့ဟိုပြောရရင်တော့စိတ်မကောင်းဖြစ်တယ်ပေါ့နော် တခါတလေကျတော့လည်းအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးနောက်နှရမိတယ်ငါငါလုတ်ခဲ့တာအမှန်ရောမှန်ရလားပေါ့နော်ငါရွေးရှင်မိခဲ့တာအမှန်ရောမှန်ရလားဆိုတော့ဟိုစိတ်ခံစားချက်မျိုးဖြစ်ပါတယ် โอเค จ้าตะหลอกก็တော့အရန်ကိုเนาะအရန်ကိုစိတ်ကအရန်မာတာပဲမိသားစုရောအမကိုယ်တိုင်ရောပေါ့เนาะအဲ့တော့ဒီလိုမျိုးအခုတခြားနိုင်ငံမှာလာရောက်နေတဲ့လူတွေပြီးရင်အခုဒီကျမတို့လိုမျိုးသတင်းသမားတွေပေါ့เนาะအေးမမတို့လိုသတင်းသမားတွေကျမတို့လိုသတင်းသမားတွေပြီးရင်နိုင်ငံခြားမှာဒီမိသားစုလည်းမပါပဲလာပြီးရက်တည်နေတဲ့လူတွေအတွက်ပေါ့เนาะသတင်းစကားလေးပေါ့ဟိုစိတ်ခွန်အားဖြစ်စေမဲ့ဒီဟိုကိုကိုယ်တိုင်လည်းဒီစိတ်ဖြည့်ဆည်းမှုတွေဆိုဘယ်လိုကြော်လွားလဲပေါ့เนาะအဲ့ဒါလေးကိုအကြံပြုချက်လေးပဲဖြစ်ဖြစ်တစ်ချက်ပြောပြပါအောင်ရှင် အပြောရရင်တော့ကိုကိုတိုင်းလည်းဒီဘက်မှာအများကြီးဟိုရက်တိနေနိုင်အောင်အတွက်အများကြီးအားမွေးပြီးနေနေရတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့အအသိအများကြီးတော့လည်းအားပေးစကားရေလို့တော့မပြောတတ်ဘူးဒါပေမဲ့ကျမတို့နိုင်ငံရဲ့ချားကိုရောက်လာတဲ့အနေအထားမျိုးမှာဆိုရင်ကိုနေခဲ့တဲ့မိသားစုကိုနွေထွေးမှုနေပေးတဲ့နားလေပေးတဲ့တငယ်ချင်းမိတ်ဆွေအတိုင်းဝိုင်းဆိုတာတွေအကုန်ထားပြီးတော့မှကျမတို့ဒီမှာဟို တကူဒီဆိုတဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့သူများဘဝကနေပြန်ပြီးစတင်ရတယ်ပေါ့နော်အဲ့အခြေအနေမျိုးမှာ ပတ်ဝန်းကျင်တော်လကောက်အလုပ်ရဲ့ဖိအားတော်လကောက်ဒါတွေအများကြီးအပြောချင်တာတက်ခတ်ခံရမှုတွေအသားမကျမှုတွေအဆင်မပြေမှုတွေနောက်တစ်ခုကဒီမှာနေကြရတဲ့လူတွေတော်တော်များများမှာလုံခြုံရေးအရာစိုးရိမ်မှုတွေရှိကြတယ်ပေါ့နော်ဆိုတော့ဒီလိုအနေအထားမျိုးတွေမှာဆိုရင်လုံနေရတဲ့တည်င်းသမားတွေရဲ့အလုပ်ကလည်းအရင်စိတ်ဖိစီးမှုတွေဖြစ်စေတဲ့အခါမှာသူတို့အတွက်အဓိကလိုနေတာက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနွေးထွေးမှုပေါ့နော်အရှင်းရှင်းဖေးမှမှုဒါကိုအဓိကကျမကတော့မြင်တယ်ဘာလို့လဲဆိုရင်ဟိုဒီမှာရှိနေတဲ့အတိုင်းဝိုင်းကြတယောက်ကိုတယောက်ဖေးမှပြီးတော့တယောက်ကိုတယောက်နွေးထွေးမှုပေးမယ်ဆိုရင်တော့ပို့ပြီးတော့ပို့ပြီးတော့စိတ်သက်သာရရတယ်လို့ကျမထင်တယ်ပေါ့နော်ဟိုဒီမှာနေနေတဲ့လူတိုင်းမှာဟိုငွေကြီးအတော်လကောင်းအစီမတီးမှုနေရှိတယ်နေရထိုင်ရေး ရက်တီနီနိုင်ရင်အများကြီးပဲဟိုဒီလိုအခြေအနေတွေကြားထဲမှာတယောက်ကိုတယောက်နိုင်တဲ့ဖက်ကနှွေးထွေးမှုပေးမယ်စာနာနားလေပေးမယ်အချင်းချင်းကူညီကြမယ်ဆိုရင်တော့ပို့ပြီးတော့တော့နေနေတာထိုင်တာရှိမယ်လို့ထင်တယ်ပေါ့နော်မဟုတ်လို့ရှိရင် အထူးသဖြင့်ဒီပြေပရောက်နေတဲ့လူတော်တော်များများခံစားရတာကအထီးကျန်မှုပေါ့နော်အထီးကျန်မှုကအများကြီးလူတော်တော်များများခံစားရတယ်လို့တော့ကျွန်မထင်တယ်အားအကြောင်းမို့လို့ဟိုအထူးသဖြင့်တက်နိုင်ရင်တော့ကျွန်မအနေနဲ့ဆိုရင်ဟိုခီးသွားရတာကြိုက်လား ခီးသွားတယ်ပေါ့နော်ခီးသွားရတာကြာရင်ခီးသွားတယ်တခါတလေကြာရင်စိတ်ပြေလက်ပြောက်ကိုနဲ့ကိုနဲ့စိတ်တူတဲ့လူမျိုးကိုနဲ့စိတ်တူတဲ့အတိုင်းအဝိုင်းတွေနဲ့ဟိုတွားပြီးတော့အချိန်ဖြုံးလိုက်တာမျိုးတွေလုပ်တယ်ဟိုအရန်ဟိုပြောရရင်အလုတ်သေးမှာပဲပိတ်မိနေတဲ့ဟိုလူတွေအများကြီးရှိရပေါ့နော်ဆိုတော့သူတို့တွေရဲ့ဖီးယားကိုကျွန်မနားလေတယ်အများကြီးဟိုအလုတ်ကင်ကအစင်မပြေဒီမှာပတ်ဝန်းကျင်မှာနေရတဲ့အနေအထားတစ်ခုတော့လကောင်းနိုင်ငံရဲ့ချမ်းမှာတက်ရောက်တဲ့ဖြစ်နေတဲ့အနေအထားမျိုးမှာ ီစိတ်ဖြစ်စီမှုတွေနဲ့ဒီအလုပ်ကိုပဲဖိလုပ်နေတာထက်ဆလို့ရှင်ကိုပေါင်းဝါသနာပါလေကိုကိုရဲ့စိတ်ဖြစ်ဖြောက်ရတခုခုတော့ရှိတင်တယ်လို့ထင်တယ်ဟိုအတိုင်းဝိုင်းတော့လကောက်ကိုကိုနဲ့စိတ်တူကိုတူအတိုင်းဝိုင်းကိုရင်ဖွင့်လို့ရမယ့်အတိုင်းဝိုင်းအဲ့လိုအတိုင်းဝိုင်းတော်လကောင်ဒါမှမဟုတ်ရင်ကိုဝါသနာပါတဲ့အရာတခုခုပေါ့အနှုံးပညာပကြီးဆွေးတာပါညာဝါသနာပါလို့ရှိရင်လည်း ပကြီးဆွေးတာမျိုးခေးသွားတာဝါသနာပါလို့ရှိရင်လည်းခေးသွားတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကျမကတော့လုတ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဂျန်တဲ့လူတွေအတွက်အအကြံပေးတာဖြစ်မဖြစ်တော့ကျမမသိဘူးပေါ့နော်ဟိုတိတ်လည်းမပြောတတ်ဘူးပေါ့ဆိုတော့အဒီလို try ကြည့်ပါပေါ့အဲ့ဒါကြောင့်မှဒီဒီဟာမှစိတ်နည်းနည်းစိတ်သက်သာရရမယ်လို့ကျမကတော့ထင်ပါတယ်ဟုတ်ပါတယ်ဟုတ် အဲအဲ့ဒါဆိုအများကြီးလေးဖြည့်ပြီးပြီးသွားပြီဆိုတော့နောက်ထပ်ပေါ့နော်အဲညီမမေးဖို့ကြံခဲ့တာပဲဖြစ်ဖြစ်နောက်ထပ်ဖြည့်ဆွက်ပြောချင်တာလေးပဲဖြစ်ဖြစ်အဆုံးသက်လေးတစ်ချက်ပြောပေးပါအောင်ရှင်ဖြည့်ဆွက်ပြောချင်တာမျိုးတော့မရှိပါဘူးဟိုဟာတခုပါပဲဒီသတင်းထောက်အလုံးဆိုတာဟိုသူများတွေထင်တယ်လားမလွယ်ဘူးပေါ့နော်လူတော်တော်များများကညီမအဲရခိုင်မှာနေတော့ငါဆိုခံရအဖူးတယ်ဒေါ်လာစားတွေပါပေါ့အဲ့လိုမျိုး ရေးစင်ရရှောက်ရင်းနေတဲ့လူတွေပါပေါ့ဒါမဲ့အဲ့လိုလူတွေလည်းလုတ်ကြည့်ပါပေါ့နော်လုတ်ကြည့်ပါတကယ်အဆင်ပြေကြရလားသူတို့ရဲ့ဘဝအခြေအနေတွေဘယ်လိုရှိလဲပေါ့ပြောချင်တာတော်တော်များများထိုးနှက်တိုက်ခိုက်ခံရမှုတွေလည်းအများကြီးဝေဖန်တိုက်ခိုက်ခံရမှုတွေလည်းကျွန်မကြုံမှုတယ်ကြုံမှုတယ်ဆိုတာတချို့ကြောင့်လည်းဟို respect ထားပြီးတော့ဟိုပြောဆိုတာမျိုးရှိပေမဲ့တချို့ကြောင့်လည်းတည်င်းထောက်ဆိုရင်စကားမပြောချင်ဘူးဆိုတာမျိုးတွေလည်းရှိတယ် သတင်းထောက်ဆိုရင်စကားမပြောခြင်းဟာခြောက်ရင်းနေတာပါဆိုတော့ဟိုတချို့အတိုင်းဝိုင်းနေလည်းရှိတယ်အဲ့လိုမျိုးတွေအခါကျတော့အာသူတို့ကိုပြောခြင်းတာပေါ့နော်ဒီအလောက်ကဘလောက်ထိအေးပါလဲဒါဘလောက်ထိအချိုးပြူလဲဒါမျိုးကိုလည်းကြည့်စစ်ခြင်း ਨੇ အာဒီအလောက်နဲ့ပတ်သက်ပြီးတော့ဟိုအဲ့လောက်ထိလွယ်ကူမနေဘူးဆိုတာကိုလည်းသိစေခြင်း ਨੇ ပေါ့နော်ပြောခြင်းတာသတင်းထောက်တွေအာဒီသတင်းအလောက်လောက်ကနေတဲ့လူတွေဆိုရင်အထင်ကြီးနေစရာတော့မလိုဘူးဒါပေမဲ့ ဟိုမကောင်းတဲ့အမြင်နဲ့ဆက်ဆံပြီးတော့လေဟိုအဲ့လိုအထင်သေးဆက်ဆံတာမျိုးတွေကြတော့ကျွန်မမကြိုက်ဘူးပေါ့နော်ဟို respect လေးတော့ထားစေချင်တယ် respect လေးတော့ထားစေချင်တယ်ဆိုတော့တချို့လူတွေကြတော့သူတို့လုံခြုံရေးအရတော့လဲဖြစ်ရင်ဖြစ်လိမ့်မယ်တချို့ကြတော့လဲဟိုတည်င်းထောက်အလုပ်ဆိုရင်ကိုပဲအမြင်မကြည်အောင်မျိုးလဲဖြစ်ရင်ဖြစ်လိမ့်မယ်ဒါပေမဲ့ဟိုဒီအလုပ်နဲ့ပတ်သက်ပြီးတော့ဟိုဘလောက်ထိကောင်းကျိုးဆိုးကျိုးอ่ะဘာတွေလဲပေါ့နော်သူတို့အတွက်ကောင်းကျိုးပဲပေးရလားမကောင်းကျိုးပဲပေးရလားတာမျိုးတွေကိုလဲ ဟိုနားလေးစေချင်ပါတယ်ဟုတ်ကဲ့ပါအခုမေးသမျှကိုအားလုံးဆေးရှိလက်ရှိနဲ့ဖြေကြပေးရကျေးဇူးများကြီးတင်ပါတယ်မိကွန်းကဒီလောက်ပါပဲရှင်ကျေးဇူးပါအမဟုတ်ကဲ့အခုလုံးဖြေကြခွင့်ရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်